မင်္ဂလာပါရှင်စကိုင်းတိုင်းအထက်ပိုင်းကအင်းတော်မျိုးကိုကြာသားသက်မတော် ABSDF နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်တွေကအပိသက်သိမ်းပိုက်လိုက်ပါတယ်ဖလန်းမျိုးကိုအောင်မြင်စွာတိတ်ပိုက်နိုင်ခဲ့ပြီးနောက်ချင်းပြည်အပါအဝင်တနိုင်ငံလုံးရှိဆီအာနာရှိအမြင့်ပြည့်ရေးအတွက်မဟာမိတ်ရင်းနဲ့အတူဆက်လက်ပူပေါင်းတိုက်ပွဲဝင်သွားမယ်လို့ချင်းကြီးနောင်အဖွဲ့ CB ကပြောဆိုလိုက်ပါတယ် 25ကြိမ်မြောက်ကရင်အမျိုးသားနှင့်ငွေရတုအထိတ်အမတ်အခမ်းအနားကို ထိုင်းနိုင်ငံတနေရာမှာရှိတဲ့ကရင်ကျေးရွာတရွာမှာကျင်းပခဲ့ပါတယ်စကိုင်းတိုင်းအထက်ပိုင်းကအင်းတော်မျိုးကိုကြောင်းသားတက်မတော် ABSDF နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်တွေက အပိသက်သိမ်းပိုက်လိုက်ပါတယ်။ မြို့သိမ့်တိုက်ပွဲအတွင်းစီကောင်စီတပ်သားတုတ်ပတ်အများအပြားကိုလည်းဖမ်းဆီးရမိခဲ့တဲ့အပြင်ဟာဝီဇာလက်နက်ကြီးနဲ့လက်အပါအဝင်လက်နက်ခဲရဲ့အများအပြားကိုလည်းသိမ်းဆီးရမိခဲ့ပါတယ်။ဒါ့အပြင်အင်းတို့မြို့သိမ့်တိုက်ပွဲအတွင်းထွက်ပြေးသွားတဲ့အမတ်89ခုချီမြန်တပ်မဌာနချုပ်ကတပ်မမူဘုံမူချုပ်အောက်တပ်ဦးအပါအဝင်စီကောင်စီတပ်ဖွဲ့ဝင်အယောက်190လောက်ကိုလည်းဖမ်းမိထားတယ်လို့ဧပြီလ9ရက်နေ့မှာတော်လန်ရေးတပ်ဖွဲ့တွေဘက်ကပေါ်ရီနဲ့တကွထုတ်ပြန်လာပါတယ်။ ်ပြေးသွားတဲ့တမ80ခွန်ကတမမှုအပါအဝင်စီကောက်စီတပ်ဖွဲ့ဝင်တွေကိုကတာမျိုးနယ်အတွင်းမှာ PDF တွေကဖမ်းဆီးနိုင်ခဲ့တာလို့မြေပြင်တည်ရင်မြစ်တွေကဆိုပါတယ်အင်းတို့မျိုးဟာမန္တလေးမြစ်ကြီးနားကာလမပေါ်မှာရှိပြီးကချင်ပြည်ရဲ့ဝင်ပေါင်းမြို့လဲဖြစ်တာကြောင့်စစ်ရေးအရာအရေးပါတယ်လို့လဲဆိုရမှာဖြစ်ပါတယ်။အင်းတို့မျိုးသိစစ်စီရင်ဟာဆိုရင်တော်လန်ရေးပူပေါင်းတပ်ဖွဲ့ဘက်က ရှိလာကြဆင်နွယ်ပြီးနောက် ဧပြီလ9ရက်နေ့ညနေပိုင်းမှာမြို့ကိုအပိသက်သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ဖလန်မြို့ကိုအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီးနောက်ချင်းပြည်အပါအဝင်တနိုင်ငံလုံးရှိဆရာနာရှင်အမြင့်ပြည့်ရေးအတွက်မဟာမိတ်ရွေနဲ့အတူဆက်လက်ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့ချင်းကြီးနောင်အဖွဲ CB ကပြောဆိုလိုက်ပါတယ်။ချင်းကြီးနောင်အဖွဲ CB ဟာ မဟာမိတ်တွေရဲ့အကူအညီတွေနဲ့ချင်းပြည်ထဲကမင်းသက်ကံပလက်မတူပြီးကျင်တွေးစားတဲ့မြို့တွေကိုတိုက်ပိုက်ထားပြီးနောက်ဖလန်မြို့ကိုလည်းဆက်လက်တိုက်ပိုက်နိုင်ခဲ့တာလို့ဆိုပါတယ်ဆိုတော့ဒီမဟာမိတ်တီရဲ့မဟာမိတ်တီရှိတာချင်းမဟာမိတ်တီရဲ့ပူပေါင်းမှုကြောင့်ဒါလေးပေါ့နော်ချင်းချင်းတော်အနေနဲ့ဒီဟာကိုသိနေတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါဟိုပြောကြောမလဲတရားရခိုင်နှုံးပြအရေးပါတယ်ပေါ့နော်အလိုပြောလို့ရပါတယ်ဒီမျိုးတိတ်နေနေဆိုတာဒီလောက်ရေရှည်ခက်ခက်ခက်တိုက်ပွဲဝင်ရတဲ့ကာလဆိုတော့နေနော် ချင်းညီနောင်စီစဉ်ရေး Operation CB အဖြစ်ဖလန်းမျိုးသိစီစဉ်ရေးကို2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာစတင်ခဲ့ပြီး2025ခုနှစ် April 9ရက်နေ့မှာတော့ဖလန်းမျိုးနယ်တစ်ခုလုံးကိုစစ်ကောင်စီကင်းစင်တဲ့နယ်မြေအဖြစ်ဖော်ဆောင်နိုင်ခဲ့တယ်လို့ဆိုပါတယ်ငါလာကြအချေယူတိုက်ခိုက်ခဲ့ရတဲ့ဖလန်မျိုးသိတိုက်ပွဲအတွက်အရခတ်တော် EEC ကနေလက်နက်ခဲယမ်းတွေနဲ့စစ်ရေးအကြံပြုချက်တွေရရှိခဲ့တာလို့ဆိုပါတယ် ဒါအပြင်စစ်စင်ရေးဆောင်ရွက်ရာမှာလဲစစ်တပ်ကအာဏာသိမ်းပြီးနောက်ဖွဲ့စည်းပေါ်ပေါက်လာတဲ့တော်လှန်ရေးတပ်ဖွဲ့တွေရဲ့အကူအညီနဲ့ဖလန်းမျိုးကိုသိမ်းပိုက်နိုင်ခဲ့တာလို့ဆလိုက်ရောမန်ကပြောပါတယ်။အင်အားပြင်ငလင်လောက်ခတ်မှုဘေးတင့်နေချက်အတွင်းစစ်ကောင်စီရဲ့လေကြောင်းနဲ့လက်နက်ကြီးတွေတိုက်ခိုက်မှုကြောင့်တပတ်အတွင်းမြန်မာနိုင်ငံတဝန်းအရက်သားပြည်သူ82ယောက်တိစုပ်ခဲ့ပါတယ်။ စစ်ကောက်စီတပ်ရဲ့ပြစ်ခတ်မှုတွေကြောင့်အသက်18နှစ်အောက်ကလေးငယ်အပါအဝင်အရက်သားပြည်သူ82ယောက်အသက်ဆုံးရှုံးခဲ့ပြီး63ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ ငလျင်တပ်ကိုအစိုးရဆုံးခန့်စားခဲ့ရတဲ့စကိုင်းတိုင်းနဲ့မန္တလေးတိုင်းအပါအဝင်မကွေးတိုင်းကချင်ကရနီနဲ့ရှမ်းပြည်စတဲ့ဒေသဆက်နှစ်ခုမှာတပတ်အတွင်းစစ်ကောင်စီတပ်ကလေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုစုစုပေါင်း62ကြိမ်ပြုလုပ်ခဲ့တယ်လို့ NUG ကဆိုပါတယ် မြင်းကလေးတန်းကြုံတွေ့ရပြီးနောက်မတ်လ28ရက်နေ့ကနေဧပြီလ10ရက်နေ့အထိစီကောက်စီရဲ့တိုက်ခိုက်မှုကြောင့်အသက်18နှစ်အောက်ကလေးငယ်6ယောက်အမျိုးသမီးအယောက်30အပါအဝင်အရက်သားပြည်သူ82ယောက်အသက်ဆုံးရှုံးခဲ့တယ်လို့ NUG ကအတည်ပြုရရှိထားတဲ့အချက်လက်တွေအရသိရှိရပါတယ်။မြေပြင်မှာတော့တိုက်စုံထိခိုက်မှုတွေဟာအခုထက်ပိုမှုများပြားနိုင်ပြီးထပ်တိုးစီးရင်တွေလည်းရှိနိုင်တယ်လို့ NUG ကဆိုပါတယ်။ ကရင်အမျိုးသားစည်းရုံး KNU တပ်မဟာလီမှာတရုတ်ဒရုန်ပညာရှင်တွေကစစ်ကောက်စီတပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးစီးရေလှောင်မှုတွေကိုလှုပ်ဆောင်နေတယ်လို့ KNU တပ်မဟာလီကပြောပါတယ်။မအာမီကတင်ဆက်ထားပါတယ်။တရုတ်ဒရုန်ပညာရှင်တွေဟာမတ်လ9ရက်နေ့ကခမာယ9ခွန်1ကိုရောက်ရှိလာပြီးတဲ့နောက်စစ်ကောက်စီနဲ့ပူးပေါင်းပြီးစီးရေလှောင်မှုတွေကိုလှုပ်ဆောင်ခဲ့တယ်လို့ KNU တပ်မဟာလီဘိတ်တဝဲခရိုင်တွင်ရေးမှုကပြောပါတယ်။ လေတူရဲ့ကောရီစကီလွေဖဲမောတောင်ကလဲနမော်နော်ကျွန်တော်တို့ကစတယ်ဗေဒူရဲ့ခန်တမဟာလီမောတောင်လန်တင်းတိုင်မျိုးနယ်ပေါ့နော်ကျွန်တော်တို့ရဲ့မြို့နယ်တည်ရင်တက်ဖွဲ့တွေရဲ့ပြောပြချက်အရာရောထောက်လန်းရင်တင်းတွေအရာရောသူတို့၅ယောက်ရောက်လာတယ်ပေါ့နော်ကိုရဲ့နေကဒီအရီကိုအတိအကျအတည်ပြုလို့မရပါဘဲကျွန်တော်တို့သုံးသက်တာကစစ်တပ်ဟာ drone သုံးတာများတယ်ပြီးတော့ကင်းထော့ drone တွေအသုံးပြုတာများတယ်ပြီးတော့သူတို့အမြဲတမ်းကြဲချတယ် တရုတ်ဒရုန်းပညာရှင်တွေမရောက်ခင်နဲ့ရောက်လာပြီးတဲ့နောက်ပိုင်းအခြေအနေကိုလည်းဘဒူစောအနာကအခုလိုမျိုးဆက်ပြောပါရယ်အခုတော့ဘကွာကြီးလာပူပြတာခဲနဲ့တရားစီတစ်ခါနဲ့အတားစီဒရုန်းအဲ့ဒါကြောင့်ကျွန်တော်တို့အရင်ကနဲ့အခုကိုပြန်ကြည့်မယ်ဆိုရင်စစ်တပ်ရဲ့ drone အသုံးပြုမှုဟာများလာတယ်။ပြီးတော့သူတို့နည်းပညာတွေကောင်းလာတာတွေ့ရတယ်။ပြီးတော့ကျွန်တော်တို့ထောက်လန်ရေးတွေရဲ့သတင်းတွေအရကတော့တရုတ်ဟာစစ်ကောင်စီကိုအဓိကကင်းထောက်ဖို့အတွက်ပါဝင်ကူညီနေတယ်ပေါ့နော်။ စစ်ကောင်စီတပ်က KNU တပ်မဟာလေးမှရှိတဲ့တော်လိုင်းရေးတပ်ဖွဲ့တွေကို drone အသုံးပြုပြီးတော့ပြင်းပြင်းထန်ထန်တိုက်ခိုက်နေတဲ့အပေါ်ဘဒူဆော့အန်နာကအခုလိုမျိုးသုံးသပ်ပြောဆိုပါတယ်။တပ်ပညောလက်ကတုဆိုမောကထဲချဝန်းနေမြေကနေအောဘောရမောတောင်းနေမြေဆိုမဖုနဲ့ထင်းကျုံနိုင်ဖို့အတွက်ဖြစ်တယ်။မောတောင်လန်မောတောင်နယ်ဆက်ဟာထိုင်းနယ်ဆက်ကနေဘေးအထိကုံသွေးလမ်းကြောင်းဖြစ်တဲ့အတွက်သူတို့ယူရချက်ကအဲ့ဒါပဲ KNU တပ်မဟာလေးမှဖြစ်ပွားနေတဲ့တိုက်ပွဲတွေတဲ့စစ်ကောင်စီတပ်ဟာ drone အသုံးပြုမှုပို့ပြီးတော့လှုပ်ဆောင်လာတဲ့အပြင်လေကြောင်းတိုက်ခိုက်မှုတွေကိုလည်းနေတိုင်းလုပ်နေတယ်လို့ KNU တပ်မဟာလေးကဆိုပါတယ်။လက်ရှိမှာတိုက်ပွဲတွေနေတိုင်းဖြစ်ပွားနေပြီးဧပြီလ10ရက်နေ့ကနေ10ရက်နေ့အတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်12ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU တပ်မဟာလေးကဆိုပါတယ်။စစ်ကောင်စီကငလျင်ဘေးကူညီကယ်ဆယ်ရေးနဲ့ပြည်내ထူထောင်ရေးလုပ်ငန်းတွေကိုအရှိန်အဟုန်မြင့်ဆောင်ရွက်ဖို့နဲ့ ဲ့တည်ငြိမ်အေးချမ်းရေးကိုရှေ့ရှုပြီးတော့ဧပြီလ2ရက်နေ့ကနေ22ရက်နေ့အထိယာယီအပြည့်ရမယ်လို့ထုတ်ပြန်ထားပါတယ်။ယာယီအပြည့်ရမယ်လို့ထုတ်ပြန်ထားပေမဲ့လည်းလေကြောင်းတိုက်ခိုက်မှု drone နဲ့ဘုံကျဲတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုတွေကိုစစ်ကောင်စီဘက်ကပြည်내နဲ့တိုင်းဒေသကြီးတွေမှာနေတိုင်းလှုပ်ဆောင်နေပြီးတိုက်ပွဲတွေကလည်းဆက်လက်ဖြစ်ပွားနေတယ်လို့တော်လှန်ရေးအင်အားစုတွေကပြောကြပါတယ်ရှင်။ စကိုင်းငင်လင်ကြောင့်ထိခိုက်ပျက်စီးမှုများပြားခဲ့တဲ့ရှမ်းပြည်တောင်ပိုင်းမှာဒီနေ့အချိန်ထိအကူအညီရောက်ရှိမှုနှဲပါနေစေဖြစ်တယ်လို့ကုညီကယ်ဆယ်ရေးလှုပ်ဆောင်ပေးနေသူတွေကပြောပါရယ်။တတဲ့ပြည်စုံကိုတော့ကွန်ပျူတာကတင်ဆက်ထားပါရယ်။နှစ်ပတ်ကြာကြာလာတဲ့အထိအကူအညီရောက်ရှိမှုနှဲပါနေပြီးကြံ့ကြံ့ရတာဟာစကောက်စီရဲ့ပြည်ပင်သားစီးမှုတွေကြောင့်ဖြစ်တယ်လို့ပို့လူငယ်အစည်းအရုံး PYO ကပြောပါရယ်။ဖော်မတဲ့ချက်ကဒီနိုင်ငံတကာရဲ့ ူညီတွေရောပြည်တွင်းရဲ့အကူအညီတွေတော်တော်များများကသွားလာခွင့်နေပေါ့နော်အဲ့ဒီမှာဟန်တာတွေတချို့ရှိတယ်စစ်ကောင်စီကိုယ်တိုင်ကလည်းဒီအကူအညီပေးတဲ့တချို့နေရာမှာတို့ကွန်ပျူတာကြရမှဆိုတဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုးလုပ်တဲ့အတွက်ကြောင့်မလို့ဒီနောက်နေကြကြမှုတွေတော်တော်များအကြီးကတွေ့နေရတာတချို့ရှိတယ်ဒါကြောင့်လိုအပ်တဲ့နေရာတွေကိုအကူအညီတွေအမြန်ဆုံးရောက်ရှိနိုင်ရေးကအစစ်အစစ်ပိတ်ပင်တာစီမှုတွေကိုရှော့ဖို့လိုအပ်တယ်လို့ခွန်ဦးကပြောပါတယ်မလန၂၈ရက်နေ့ကလောက်ခတ်ခဲ့တဲ့စကိုင်းငလင်ကြောင့်အင်းလေးဒေတာအတွင်းပျက်စီးသွားတဲ့နေအိမ်တွေ အမြန်ဆုံးပြလဲတည်ဆောက်နိုင်ရေးကူညီပေးကြဖို့ဒေသခံတွေကမျှော်လင့်နေကြပါတယ်။စားရေးတောက်ရေးစားနာရေးခါထဲနေထိုင်ရေးအတွက်မိုးသွင်းအမီနေအိမ်တွေအမြန်ဆုံးပြလဲတည်ဆောက်နိုင်ဖို့ကူညီပေးစေချင်တယ်လို့အင်းလေးဒေသခံတွေကပြောပါတယ်။ငလီတန်တက်ခဲ့တဲ့အင်းလေးဒေသနဲ့အနီးတစ်ဝိုက်မှာစစ်ကောက်စီတပ်ဘက်ကစစ်ကြောင်းထိုးနေတဲ့အပြင်လေကြောင်းကနေပါဘုံကျဲတိုက်ခိုက်နေတဲ့အတွက်လူထုအပေါ်ပုံမှန်ဒုက္ခရောက်စေတယ်လို့ဆိုပါတယ်။ဒီငလင်တန်တင့်နေတဲ့ကာလမှာ တိုင်းသားဒီဘက်ကရောအင်အားစုတွေတော်တော်များကအပြည့်ရထားတယ်ပေါ့လေနော်ဒါပေမဲ့စစ်ကောင်စီဘက်ကအပြည့်ရဖို့ကြီးညာထားတော်ညာလည်းပဲလက်တွေ့ဟိုပါဘောနော်မြေပြင်မှာဒီစစ်ကြောင်းနဲ့လေဟိုပါဘောနော်လေကြောင်းနဲ့ဟိုစစ်ထိုးတာတွေလည်းရှိနေသေးတယ်ပြီးတော့မှပိတ်ပိမှုတွေရှိနေတဲ့ကြောင့်မလို့ဒါအများကြီးလူထုပုံမှာလည်းအများကြီးဒုက္ခပိုရောက်စေတာမျိုးတွေးမိတယ်ပေါ့လေနော်ငလင်တန်တင့်ခဲ့တဲ့ဒေတာထဲမှာပါဝင်တဲ့ညောင်ရွှေမြို့ရဲ့တောင်ဘက်ဆယ်မိုင်ခန့်မှာလည်းစစ်ကောက်စီတပ်ပုပ်ပြည်သူစစ်ဖွဲ့ PNA တို့နဲ့ ော်လာရေးတပ်ဖွဲ့တို့အကြားတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေဆဲလို့ဒေသခံတွေကပြောပါတယ်။ငလျင်တန်ကျောက်အင်းလေးဒေသမှာထိခိုက်ပျက်စီးသွားတဲ့နေအိမ်ပေါင်းအလုံးရေ3000ကျော်ရှိတယ်လို့ကုညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေသူတွေကပြောပါတယ်။ပျက်စီးသွားတဲ့နေအိမ်အဆောက်အုံတွေကိုဖေရှားရှင်းလင်းမှုတွေလုပ်ဆောင်နိုင်ရေးလဲအကူအညီတွေလိုအပ်နေဆဲဖြစ်ပြီးလက်ရှိမှာဒေသခံတွေဟာကိုထူကိုထားလုပ်ဆောင်နေကြရတယ်လို့ဆိုပါတယ်။ရှမ်းပြည်တောင်ပိုင်းကညောင်ရွှေအင်းလေးပင်လောင်းနဲ့အောင်ပန်းမြို့နယ်တွေမှာ ငလျင်တန်ကြောင့်ထိခိုက်ဒေဆုံးသူစုစုပေါင်း150တဦးရှိပြီးနေအိမ်တွေလည်းဆိုးရွားစွာပျက်စီးဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ PYO ကဧပြီလ3ရက်နေ့မှာထုတ်ပြန်ထားပါတယ်25ကြိမ်မြောက်ကရင်အမျိုးသားနဲ့ငွေရတုအထိတ်မှတ်ခန်းနာကိုထိုင်းနိုင်ငံချင်းမိုင်ရှိမယ်ရီကလောင်းနက်ခင်ဗီလိဂျ်ကရင်ရွာလေးမှာဧပြီလ10ရက်နေ့ကကျင်းပခဲ့ပါတယ် ကရင်အမျိုးသားနေအခမ်းအနားကိုချင်းမိုင်မှာလှုပ်တာဟာပထမဆုံးအကြိမ်ဖြစ်တယ်လို့ပွဲစည်းစဉ်သူတွေကပြောပါတယ်ဒီမှာလဲဟိုကရင်လူမျိုးစုတွေကအများကြီးနေထိုင်တဲ့ဟိုဒေသတစ်ခုဖြစ်တယ်ပေါ့နော်သူတို့လဲဟိုတစုတစည်းထဲဟိုနေသွားနိုင်ဖို့ရဲ့ကျွန်တော်တို့ဟိုကရင်စာပေတွေကရင်ရင်ကျေးမှုတွေကရင်အမျိုးသားနေတွေကရင်ဟိုရဲ့သုံးများထားတဲ့နေ့နေ့သူနေ့များ တခုလဲသူတို့ကိုသိစီချင်တဲ့ရည်ရချက်တွေလည်းရှိပါတယ်ဗောနော်ကရင်အမျိုးသားနေ့ကျင်းပတာဟာပျော်ပွဲရွှင်ပွဲတသက်မဟုတ်ပဲကရင်လူမျိုးတွေရဲ့ဖြစ်တည်မှုကိုမြင့်တင်ဖို့ဘာသာစကားစာပေတွေကိုထိတ်သိမ်းဖို့နဲ့လေးလာတည်ဆောက်ဖို့ဖြစ်တယ်လို့ပွဲဖြစ်မြောက်ရေးတာဝန်ရှိသူတွေကဆိုပါတယ်ဒီကျမတို့နိုင်ငံကငလျင်ပေးအခြေအနေတွေကဒီလောက်အများကြီးဖြစ်နေတဲ့အချိန်မှာကျမတို့ကဒီလိုလူတွေရဲ့အမြင်မှာပျော်ပွဲရှင်ပွဲလုပ်တယ် ဒီလောက်အခြေအနေခက်ခဲတဲ့အဲ့လိုမျိုးစိတ်တော့ရှိတယ်ပေါ့နော်ကျမတို့အဲ့ဒါလေးတော့စိုးရင်စိတ်ရှိတယ်ပြီးတော့ကျမတို့အလူတွေရှာတဲ့အခါမှာဆိုလို့ရှိရင်လည်းအဲ့လိုပဲပေါ့ကျမတို့အတိမိတ်ဆွေတွေကယန်းလူမျိုးဖြစ်ဖြစ်ကယန်းမဟုတ်တဲ့လူတွေပဲဖြစ်ဖြစ်ကျမတို့အဲ့လိုမျိုးအလူငယ်တွေရှာတယ်ဖန်တီးနေစုတဲ့အခါမှာလည်းဒီလိုအခြေအနေမှာကျမတို့ကကိုယ့်ရဲ့လူမျိုးဖြစ်တည်မှုကိုကျမတို့ကတိဆောက်ပြီးတော့မှပြချင်းကလည်းတကယ်ကျမတို့အဲဒီဟာကအဲကိုပြောက်ပွဲရှင်ပွဲလောက်တာမဟုတ်ဘူးပေါ့နော် ဒါအပြင်ကရင်မျိုးသားနှင့်အခမ်းအနားကျင်းပနိုင်ဖို့နဲ့ဒီမဲ့ရင်ကရင်ရွာလေးမှာလာရောက်နေထိုင်ကြတဲ့လူမျိုးစုတွေရဲ့လှုပ်ချုပ်ရေးအသွက်ဒေသဆိုင်ရာထိုင်းအာဏာပိုင်တွေနဲ့တွဲဆုံညှိနှိုင်းမှုတွေလှုပ်ဆောင်ပြီးမှအခမ်းအနားပွဲကိုကျင်းပခဲ့ရတယ်လို့ဒေါ်ဝေဖောကပြောပါတယ်စီပနိပခရဖြစ်နေတဲ့ပြည်တွင်းမှာတာမကပြည်ပရောက်ကရင်လူမျိုးစုတွေကလည်းနေ့စဉ်ကရင်အမျိုးသားနေ့ကိုကျင်းပပြုလုပ်နေတဲ့အတွက်လဲဝမ်းသာဂုဏ်ယူတယ်လို့ပွဲကျင်းပသူတွေကပြောပါတယ် စီရင်နိုင်ငံရေးတွေချုပ်ထွေးနေတဲ့အခက်အခဲကြာကာလဖြစ်နေတော်မှာပေါ့နော်။ခရအမျိုးသားနေ့ကိုဒီနေ့တချိန်မဖြစ်မနေသူတို့ချိန်ပတ်ဖြစ်နေတဲ့ဟိုအကောအယံပြီးတော့မှဂုံယူတယ်။ဒီပမှာခါကြတော့အော်ဒီမှာကတော့ဒီနေ့ပဲဆက်လုပ်ခဲ့တယ်ပေါ့နော်ပြီးဘန်ကောက်တို့မဟာချိုင်တို့ဆိုတော့အရင်နေ့မဟာမြန်ဆော်တို့ပြီးတော့မှမလေးတို့စင်ကာပူတို့ဆိုနေ့သူတို့လည်းနေ့စိန်နေ့မြချိန်ပတ်လာတာပေါ့နော်။ခရယံ ကျွန်တော်တို့ကရန်တွေရှိနေတယ်ကျွန်တော်တို့ဟိုကရန်စာပေရင်ကျင်းမှုတွေရှိနေတယ်ကျွန်တော်တို့ကရန်ဟိုအမျိုးသားနေတွေရှိနေတယ်ဆိုတော့အကြောင်းကိုအာဒူတပါနိုင်ငံမှာနိုင်ငံခြားမှာထုတ်ဖော်ပြသခွင့်ရတဲ့အတွက်ပေါ့နော်ကျွန်တော်အနေနဲ့အများကြီးဂုဏ်ယူမိပါတယ်ပေါ့နော်ချင်းမိုင်မျိုးမယ်ရီကရင်ရွာမှာကျင်းပခဲ့တဲ့25ကြိမ်မြောက်ကရင်အမျိုးသားနှစ်ကိုထိုင်းအာနာပိုင်တွင်ကရနီပြည်ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC ဒုဥက္ကဋ္ဌခွန်ဘီထူကိုရော်ပေါ်တန် ပအိုလူငယ်အစည်းအရုံး BYO ရဲ့ဒုဥက္ကဋ္ဌခွန်ဦးနဲ့ချင်းမိုက်မျိုးကိုရောက်လာတဲ့ရွှေပြောင်းအလုတ်သမားတွေ၊ဂရိနီစိတ်ပေးလျှောက်လူငယ်တွေလည်းတက်ရောက်ခဲ့ကြပါတယ်။ဧပြီလ10ရက်နေ့ကိုကရင်အမျိုးသားနေ့အဖြစ်2000ပြည့်နှစ်မှာသတ်မှတ်ခဲ့ကြပြီး2000ခုနှစ်ဧပြီလ10ရက်နေ့မှာ ပထမဆုံးအကြိမ်ကျင်းပလာခဲ့ရာကနေအခု2025ခုနှစ်ဧပြီလ10ရက်နေ့ဟာ25ကြိမ်မြောက်ကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ အစီအစဉ်ကိုကြည့်ရှုအားပေးနေတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေ့ကြပါစေ။နောက်တစ်ပတ်ဒီလိုချိန်မှာစောင့်မျှော်ကြည့်ရှုကြဖို့တိုက်တွန်းရင်းဒီတစ်ပတ်အစီအစဉ်ကိုရက်နာခွင့်ပြုပါရှင်။